င်္ဂလိပ်ဘာသာအင်္ဂလိပ်ဘာသာစကားကိုစိတ်ဝင်စားကြတဲ့မိတ်ဆွေများအားလုံးပဲမိကြပါကျွန်တော်ရဲ့ Learn English with Theo Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်နဲ့အတူတူ4000 Essential English Workbook ရဲ့ Unit 3ဖြစ်တဲ့ဒီ A Battle of the Thermopylae ဆိုတဲ့ဒီပုံမြင်လေးကိုအတူတူဖတ်ရင်းနေပါတော့ဒီပုံမြင်ထဲမှာပါတဲ့ဒီ vocabulary အလုံး20ပေါ့နော်ပါတဲ့ဆိုတာဒီအခုသူ့ဒီအခန်းရဲ့ရည်ရွယ်ချက် vocabulary အလုံး20ကိုအတူတူပုံမြင်လေးဖတ်ရင်လည်းလေ့လာကြည့်အောင်ဒီပုံမြင်လေးကိုထပ်တလဲလဲဖတ်ခြင်းအားဖြင့်ပေါ့နော်ဒီ vocabulary တွေကိုကြက်စရာမလိုဘဲနဲ့ကျွန်တော်တို့ရဲ့ခေါင်းထဲမှာဒီ vocabulary တွေစွဲသွားမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီပုံမြင်လေးထဲမှာအသုံးပြုထားတဲ့အတိုင်းလေးကိုကများများလေးလေ့ကျင့်တာဖြစ်တဲ့အတွက်ဒီလိုအသုံးမျိုးကိုသုံးရမယ်ဆိုလို့ရှိရင်ဒီ vocabulary တွေကိုလွယ်လွယ်နဲ့အသုံးပြုနိုင်နေမှာဖြစ်တယ်ပေါ့နော် အောက်တော့ရင်အရင်ဆုံးကျွန်တော်နဲ့အတူတူဒီ vocabulary လေးတွေအလုံး20ကိုအရင်ဆုံးအဲကြည့်ကြည့်လိုက်ရအောင်အဲ့တော့အခုဒီစာမျက်နှာမှာမြင်နေရတဲ့အတိုင်းပဲပထမဦးဆုံး vocabulary က arrow ပေါ့နော် arrow ကတော့လူတိုင်းသိပြီးသားဖြစ်လောက်မှာပါထွေတလူမရှိများတော့ပေါ့နော်ဒီ arrow ရဲ့အကြောင်းကိုသူဒီမှာအဓိပ္ပာယ်ပါပြောထားလဲဆိုတော့ arrow ဆိုတာ noun နဲ့ arrow ဆိုတာမလဲဆိုတော့ an arrow is a thing straight stick shot from a bow ဆိုတော့ဒီမြားလေးနဲ့တွဲပြီးတော့ပြည့်ရတဲ့ဒီရှေလမျောတုတ်ချောင်းကိုတဲ့ arrow လို့ခေါ်ပါတယ်တဲ့ဒါသူသူအဓိပ္ပာယ်တိုင်းကျွန်တော်ပြန်ပြရမှာပေါ့နော်ဒါပေမဲ့ arrow ဆိုတော့မြားလို့မှတ်ထားလိုက်ရပါပြီโอเคအဲ့တော့ example အနေနဲ့ကြည့်မယ်ဆိုရင် the arrow flew through the air and hit the target so arrow the arrow the arrow ဟာတဲ့ဒီမြားကပေါ့နော် flew through the air လေထဲမှာပြန်ဝဲသွားပြီးတော့ hit the target ဒီပြစ်မှတ်ကို ထိသွားခဲ့တယ်တဲ့โอเคနောက်တစ်ခုက B A T T L E battle battle ကကြတော့ noun ပေါ့နော် battle ဆိုတာဒီတိုက်ပွဲကိုပြောတာပေါ့နော်သူကတော့ဘယ်လိုရှင်းပြတာလဲဆိုတော့ a battle is a fight between two armies during a war so စပွဲတစ်ပွဲမှာစစ်တပ်နှစ်ခုဟောဘက်ဒီဘက်အပြန်အလှန်တိုက်ခိုက်ခြင်းကို battle လို့ခေါ်ပါတယ်တဲ့ဆိုတော့ battle ဆိုတာတိုက်ပွဲပေါ့နော် the battle lasted for many days ဒီတိုက်ပွဲက lasted for many days ဘယ်လောက်ကြာလဲဆိုတော့ ရပောင်းများစွာကြာရှည်ခဲ့တယ်တဲ့ဘိုးဘိုးဆိုတာကြတော့ဒီညာကိုတက်ပြီးတော့ပြည့်ရတဲ့အဲလက်နက်ပေါ့နော်အဲ့တော့ဘိုးဆိုတာလေးပေါ့နော်ကျွန်တော်တို့မြန်မာလိုဆိုလေးပေါ့ a bow is a weapon made for made of carved wood and string that shoots arrows ညာပြဖို့အတွက်လုပ်ထားတဲ့တက်သားနဲ့ပြုလုပ်ထားတဲ့ဒီအာပေါ့လက်နက်တစ်ခုပေါ့ so he went hunting with a bow and arrow သူဘာလုပ်လဲဆိုတော့သူအာအမဲလိုက်ထွက်သွားတယ်။ဘာနဲ့လဲ။လေးနဲ့မြားကိုယူပြီးတော့အမဲလိုက်ထွက်သွားတယ်တဲ့။ brave brave က adjective ဖြစ်တယ်။ brave ဆိုတာဘာလဲဆိုတော့ကျွန်တော်မြန်မာလိုဆိုရင်တော့တတိရှိသောပေါ့။ဒါသူကဘယ်လိုရှင်းပြတာလဲဆိုတော့ when people are brave လူတွေက brave ဖြစ်တဲ့အခါမှာတဲ့။ဘာဖြစ်လဲဆိုတော့ they are not afraid to face pain or danger ။ဒီအနေရည်နာကျင်မှုတွေကိုသူတို့ ရင်ဆိုင်ဖို့ not afraid မကြောက်လန့်တော့လူတွေက brave ဖြစ်တယ်ဆိုရင်အနေရည်တွေကိုမမှုတော့အဲ့တော့ဒါတတိရှိလို့အဲ့တော့ဒါတတိရှိတဲ့အခါမှာတတိရှိတဲ့လူတွေကနာကျင်မှုတွေအနေရည်တွေကိုသူတို့ကရင်ဆိုင်ရမှာကိုအာစိတ်မပူတော့ဘူးပေါ့အဲ့တော့ the brave firefighter save the care from the burning building မိလောင်နေတဲ့တိုက်ခန်းထဲကနေတဲ့ဒီတတိရှိသော firefighter မိသက်သမားလေးက main ကလေးကိုကတင်ခဲ့ပါလေတာ example ပေါ့နော် chief a chief is the leader of a group of people အဲ့တော့ chief ဆိုတာ leader ပါလို့မှတ်တာလို့ရတယ်အဲ့တော့ leader လို့ခေါ်ခြင်းခေါ်မခေါ်ခြင်း chief လို့ခေါ်လို့ရတယ်ကိုယ့်ရဲ့ leader ကို chief လို့သတ်မှတ်လို့ရတယ် okay the chief led the people through the mountains ဒီကောင်းဆောင်ရတဲ့လူတွေကိုတောင်ဖြတ်ဖို့အတွက်လူတွေကိုဦးဆောင်ခဲ့တယ် disadvantage disadvantage ဆိုတာအဆိုဂျူလို့ကျွန်တော်တို့ဒီတီးရဲတော့ဆိုရင်တော့ဆိုဂျူပေါ့နော်ဒီမှာသူပြန်တဲ့ဟာဘာလဲဆိုတော့ a disadvantage is a situation disadvantage ဆိုတာတဲ့ situation တစ်ခုဖြစ်တယ်တဲ့ဘယ်လို situation လဲဆိုတော့တဲ့ where someone is likely to lose တစုံတစ်ယောက်ကဒီရှုံးနေတော့မယ်ဆိုတဲ့နေရာကိုရောက်နေတဲ့အခြေအနေမျိုးကို disadvantage လို့ခေါ်ပါတယ်တဲ့ဆိုတော့ disadvantage ဆိုတာပြိုင်ပွဲတို့တိုက်ပွဲတို့မှာဆိုရင် disadvantage ဆိုပြီးပါလာရင်ဒါကစိုးကျိုးလို့ပြောတာမဟုတ်တော့ disadvantage ဆိုတာရှုံနေတော့မယ်သူ့မှာရှုံလို့ဖို့အလားအလား situation ဖြစ်နေပြီလို့အဲပြောတာပေါ့နော်အဲ့တော့အလားအလားရှုံတော့မယ်အခြေအနေလို့ဒီပြိုင်ပွဲတွေတိုက်ပွဲတွေနဲ့ပတ်သက်တဲ့အချိန်မှာ disadvantage ပါလာရင်ဒီလိုအဓိပ္ပာယ်မျိုးကိုအမ်ပြောချင်မှန်းသိရမယ်အဲ့ဒါယူသွားပြီးစိုးကျိုးဆိုပြီးတော့ကိုကအဲ့ဒီလုံးထဲသွားမှတ်ထားပြီးတော့ တိုက်ပွဲတွေကြားထဲမှာဆိုးကျိုးဖြစ်တယ်ဆိုပြီးတော့သွားပြန်နေရင်အထိပ္ပယ်ကြီးတလွဲကြီးဖြစ်နေမှာပေါ့နော်โอเคနောက်တစ်ခုက enemy enemy ဆိုတာဗာလဲဆိုတော့ enemy ဆိုရန်သူပေါ့ဗျာကိုတိုင်းပြည်ကိုလာတိုက်တဲ့လူရန်သူလို့ခေါ်ရတဲ့ an enemy is a country that is fighting another country during a war တခြားတိုင်းပြည်တစ်ခု ਨੇ စစ်ပွဲမှာတိုက်ပွဲဖြစ်တဲ့အချိန်မှာတစ်ဖက်ကို enemy လို့ခေါ်ရတဲ့ the enemy prepare to attack the kingdom ငါတို့တိုင်းပြည်ကို enemy က ပြန်သူတွေက prepare to attack တိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေရတယ် entrance entrance e n t r a n c e entrance entrance ဆိုတာဘာလဲဆိုတော့ entrance ဆိုတာဝင်ပေါက်ပေါ့နော်နောင်ပေါ့ an entrance is a place where someone can enter an area area တခုကိုဝင်ဖို့အတွက်နေရာတခုကို entrance လို့ခေါ်တယ်အဲတော့ဥမာတကားပေါက်တခုအိမ်တိုက်ခန်းတခုကိုဝင်တော့မယ်ဆိုရင်တိုက်ခန်းရဲ့အောက်ခြေ မြေအပေါက်ကနေမှာဝင်လို့ရတယ်ဆိုတော့အဲ့ဒါကို entrance လို့ခေါ်တယ်ရှေ့ပေါက်ဝဲဖြစ်ဖြစ်အနောက်ပေါက်ဝဲဖြစ်ဖြစ်ကြိုက်တဲ့အပေါက်ကဝင်လို့ရတယ်ဒီကနေမှာဝင်ရမယ်ဆိုရင်ဒါဝင်ပေါက်ဆိုပြီးတော့ခေါ်တယ် entrance hardly hardly ဆိုတာ advert ဖြစ်တယ်ဒါကို apple frequency လို့လည်းခေါ်လို့ရတယ်ဒီကောင်ကဘာကိုပြောချင်တာလဲဆိုတော့ဒီ hardly happen ဖြစ်တယ်ဆိုတာမဖြစ်လာတာကိုပြောတာဖြစ်လိမ့်မရှိဘူးအဲ့လိုမျိုးပြောချင်တာအဲ့တော့ if something hardly happens it almost does not happen at all လုံးဝဖြစ်လာဖို့ပေါ့နော်မရှိလူနီးပါးဖြစ်တာပေါ့ i hardly saw the concert since i had to leave early ငါစောစောပြန်မှုရှိလာကြတဲ့က concert ကိုအာတွေ့ဖို့ခဲရင်သွားပြီရဲ့တော့ကြည့်ဖို့ခဲရင်သွားခဲ့ပြီပေါ့နော်ဒါသူဖြစ်မလာနိုင်တော့ဘူးဆိုတဲ့ချင်းတွေသူက hardly နဲ့ပြောလိုက်တာโอเคနောက်တစ်ခုသွား intend 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 ဆိုတာပါလဲဆိုတော့ to intend ဆိုတာတဲ့ to do something means to plan to do ဘောနော်သူက intend to do something တစုံတစ်ခုခုကို intend to ဖြစ်တယ်ဆိုတာ to plan to do လို့ပြောတာအဲ့တော့ plan နဲ့ intend เนี่ยအတူတူပဲလို့သိလို့ရတယ်ဒီအဓိပ္ပာယ်မှာဆိုရင်ဘောနော်အဲ့တော့ intend ဆိုတာ plan နဲ့အတူတူပဲအဲ့တော့ I intend to finish college in 3 years သုံးနှစ်အတွင်းမှာငါ college ပြီးရမယ်လို့ဟိုပြင်ဆင်အဲဘယ်လိုပြောမလဲ plan လုပ်ထားတယ်ပေါ့ငါ plan ထားတယ်ပေါ့တမျိုးပြောရင် intent plan စာ intent ကိုအသုံးပြုလို့ရတယ်နောက်တစ်ဓာတ်မျက်နှာတစ်ခုမှကြည့်အောင်ဒီမှာဆိုရင် laughter laughter ဆိုတာရီမောတူမဟုတ်ဘူးเนาะ laughter ဆိုတာရီသံပြောမယ်ဆိုရင် laughter ဆိုတာရီသံဘယ်လိုမျိုးလဲဆိုတော့လူတွေကြည်ကြည်လောင်လောင်နဲ့အရင်ရီမောပြီးတော့ထွက်လာတဲ့အတန်ကို laughter လို့ခေါ်တယ်အဲ့တော့ရုပ်တရက်ကြီး laughter ဆိုတာကြီးကိုရီသူဆိုပြီးတော့တောင်းမပြန်နဲ့ဗောနော်ဒီကြီးကမြင်နိုင် ရေတဲ့လူမဟုတ်ဘူးပေါ့နော်အဲ့တော့ laughter is the sound produced by laughing above something funny above something funny ဒီရေတရားကောင်းတဲ့ကြောင်းရတစ်ခုကြောင်းအကျယ်ကြီးရေလောင်ရေရေလိုက်ရင်းနဲ့ထွက်လာတဲ့အသံကို laughter လို့ခေါ်တယ် Susan's joke made her classmates classmates burst into laughter so Susan ရဲ့ဒီရေတရားဟာသားတွေကသူ classmate တွေအားလုံးကိုကြေကြေလောင်လောင် ရည်တန်နေထွက်လာတဲ့အထိကိုပြုလုပ်ခဲ့တယ်တဲ့ဖြစ်စီခဲ့တယ်ဘောနော် log log a log is a thick piece of wood that is cut from a tree so တစ်တုံးကိုကျွန်တော်တို့ log လို့ခေါ်တယ်အဲ့ဒါကိုကျွန်တော်တို့ဒီခီးပိုင်သွားရင်ဥမာပသိန်တို့ဘာလို့ပြောသွားရင်လမ်းမေးမှာတစ်တုံးနေပါတခါလေးကျန်တွေးလေးရှိတယ်ဒါပေမဲ့အဲ့လိုတစ်တုံးကိုကျွန်တော်ရုတ်တရက်တွေးလိုက်ပြီမယ်ဒါကို log man ဟိုနောက်ထပ်မှာတမ်းပြီးမမြင်လာတတ်ဘူး ကျွန်တော်တို့စိတ်ထဲထင်တာဒါ tree ပဲကျွန်တော်တို့ကပြောရတော့မလို့အင်္ဂလိပ်လိုပြောရင် tree ပဲပြောရတော့မလို့လို့ပါလို့အမြဲတမ်းဖြစ်လိမ့်ရှိတယ်။အဲ့တော့အခုဒီနေရာစာပြီးမဖြစ်နေတော့ဘောနော် log တုံးမြင်တိုင်းခုတ်ထားပြီးတဲ့တုံးအပင်ပေါ်နေခုတ်ပြီးတော့လွှမ်းနေဖြတ်ထားပြီးဆိုအဲ့ဒါ log ဖြစ်သွားပြီ tree မဟုတ်တော့ tree ဆိုတာအမြစ်တင်နေတွေ့ပြီးတော့မြေကြီးမှာစိုက်နေမှာ tree ဒီကောင်ကြီးကိုခုတ်လိုက်ပြီးပြီးရင်တတုံးနေလို့မျိုးတုံ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 းနေလောက်လိုက်ပြီးဆိုရင်ဒါ log ဖြစ်သွားပြီ။ Okay a log is a thick piece of wood that is cut from a tree ဒီပင်တပင်ကို cut လုပ်ထားတဲ့တသားကို a piece of thick piece of wood ကို log လို့ခေါ်တယ်ဒါမဲ့ဒါ thick piece of wood เนาะဒါတတုံးဟိုလိုအကြီးတွေပြောတာတိတိလေးတွေကို log လို့မခေါ်ဘူးဒီတပင်ကနေခေါ်ပြီးတော့ထင်းလိုမျိုးတိတိလေးပိုင်းလိုက်ဒါ log မဟုတ်တော့โอเคเนาะ the fire was too small so we added another log to it ်ဆိုအရွယ်စားအဖြစ်နည်းနည်းတော့အရွယ်စားကြည့်ရမယ်ပေါ့နော်โอเคနောက်တစ်ခုက military M I L I T A R Y military military ဆိုတာ noun ပါလဲဆိုတော့ M forces of a country military ဆိုတာ M forces of the country နိုင်ငံတစ်နိုင်ငံရဲ့လက်နက်ကိုင်ဖွဲ့စည်းကို military လို့ခေါ်တယ် I joined the military after I finished high school ကျောင်းပြီးသွားတဲ့နောက်မှာငါ military စစ်တပ်ထဲကိုစစ်တပ်ကို I joined join ခဲ့ပေါ့နော်ဝင်ခဲ့ obey obey ဆိုတာ verb ဖြစ်တယ်နာခံသည်ပေါ့နော်အဲ့တော့ obey ရဲ့အဓိပ္ပာယ်ကိုသူဘယ်လိုရှင်းပြရတာလဲဆိုတော့ to obey means to follow what a law or a person says you must do main လောက်ကိုလောရမယ်ကိစ္စတခုကိုလူတယောက်ကပြောတာဖြစ်ဖြစ်ဥပဒေအရဖြစ်ဖြစ်ပြောထားတဲ့ဟာကို to follow main လိုက်နာတယ်အဲ့ဒီဟာကို obey လို့ခေါ်တယ်အဲ့တော့ဘာပြောချင်တာလဲဆိုတော့နာခံတယ်လိုက်နာတယ် ပါအောင်လေလူတယောက်ပြောတဲ့စကားအကြောင်းအရာတော့မဟုတ်လူတယောက်ရဲ့ instruction တွေဒါမှမဟုတ်ရင်တိုင်းပြည်ကထုတ်ထားတဲ့ law တွေဒါတွေကိုလိုက်နာတာကို obey လုပ်တယ်လို့ခေါ်တယ်မလိုက်နာဘူးဆိုလို့ရှင် obey မလုပ်ဘူးလို့ခေါ်တယ်အဲ့တော့ဒီမှာဆိုရင် my little sister did not obey my mother ငါမိကိုမနာခံဘူးတဲ့ငါရဲ့ညီမလေးက now she is in trouble သူကတော့ဒုက္ခရောက်နေပြီ okay နောက်တစ်ခုကြည့်အောင်နောက်တစ်ခုက secure s e c u r e secure secure ဆိုတာကသူကဘာလဲဆိုတော့အရာတစ်စုံတစ်ခုကို secure လောက်တာပေါ့တစ်စုံတစ်ခုကို secure လောက်မယ် to secure something to secure something means to get it after a lot of effort တခုခုကိုသူတည်ကြာကြာကြိုးစားအားထိုက်တာပြီးတော့ရအောင်လို့လုပ်တဲ့အရာပေါ့နော်အဲ့ဒါကိုသူက secure something လို့ခေါ်တယ် အဲ့တော့တစုံတစ်ခုကို secure ဖြစ်တယ်ဆိုရင်အဲ့ဒီဟာကိုသူကကြိုးကြိုးစားစားနဲ့လှုပ်ထားပြီးမှရခဲ့တာပေါ့ဒါမျိုးပြောချင်တဲ့အခါမှာ secure ကိုတုံးတယ် I was able to secure a good grade ငါ good grade ရရသွားခဲ့တယ်ပေါ့နော်ရအောင်လုပ်နိုင်ခဲ့တယ်တဲ့ on my task test after weeks of studying တပတ်ကြာအောင်ငါလေ့လာပြီးတဲ့နောက်မှာ higher test မှာငါ good grade ကောင်းတဲ့ grade တစ်ခုကိုရရှိအောင်လို့ကြိုးစားနိုင်ခဲ့တယ်တဲ့ ရအောင်လုပ်နိုင်ခဲ့တယ်ပေါ့နော်โอเคနောက်တစ်ခုက steady s t a e a d y steady steady ဆိုတာ adjective ဖြစ်တယ်သူကဘာပြောချင်တာလဲဆိုတော့တည်ငြိမ်တာကိုပြောတာပေါ့နော်တည်ငြိမ်ငြိမ်ရှိတယ် can ဖြစ်တယ်လုံးဝဒီကိစ္စတစ်ခုကိုအလင်းသလိုမဆုံးဖြတ်ဘူးပြမသွားဘူးအဲ့လို nervous တွေပါလည်းမဖြစ်ဘူးသူက steady ဖြစ်နေတယ်ဆိုရင်ဒီလူကသူ့ကိုယ်သူ control လုပ်နိုင်တယ်ဒီအရာမှာအာယုံဆိုင်နေနိုင်တယ်လို့သူက ဲပြောတာဗောနော်အဲ့တော့ when someone or something is steady တဲ့ they are under control သူတို့က under control control ထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာရှိတယ်ဗောအဲ့တော့ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲလူတယောက်က nervous မဖြစ်ဘူးပြာမသွားဘူးတခုခုကိုစိတ်အေးအေးနဲ့ဒီတည်တည်ငြိမ်ငြိမ်နဲ့ဖြည့်ရှင်းတဲ့အချိန်မှာကျွန်တော်တို့က steady ဆိုပြီးတော့တုံ့ပြုပြီးပြောလို့ရတယ် the problem was hot but she remained steady and soft သူ steady ဖြစ်နဲ့ဆက်ပြီးတော့ကြမ်းရှိပြီးတော့ဒီအဖြစ်ကိုရအောင်ဖြေရှင်းနိုင်ခဲ့တဲ့ trust trust to trust is to believe so trust ဆိုတာ believe ပါပဲတဲ့ that someone is honest and will do what is right ဘယ်ဟာမှန်လဲဆိုတာကိုလုံနိုင်မယ်တုံတယောက်ကယူသားမှုရှိပြီးတော့ဘယ်ဟာမှန်လဲဆိုတာကိုလုံလိမ့်မယ်ဆိုတာကို believe to believe ယုံကြည်တာကို trust လို့ခေါ်တယ်အဲ့တော့ချင်းချင်းလေးပဲ trust ဆိုတာ believe ပဲ အဲ့တော့ belief ပဲတုံးတုံး trust ပဲတုံးတုံးကြိုက်တာတုံးလို့ရတယ် okay အဲ့တော့နှစ်ခုစလုံးက verb ပဲအဲ့တော့ကြိုက်တယ်လို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့တုံး I trust my friends they don't tell my secrets to other people twist twist လောက်တယ်ဆိုတာဒီရပတ်တာလိန်တာအဲ့လိုမျိုး twist လို့ခေါ်တယ်အဲ့တော့ twist ဆိုတာ verb ဖြစ်တယ် to twist something is to wrap it to wrap it around itself or another thing ဒါဆိုတခုကိုကျိုးနဲ့ဒီ twist twist လောက်တာပဲဖြစ်ဖြစ်တခုခုကိုဒီခင်းရင်းနဲ့ဒီ spaghetti တို့ပါတို့ twist လောက်တာပဲဖြစ်ဖြစ်လူတယောက်ကိုဟိုလိန်လာ twist လောက်လက်ကိုလိန်လိုက်တာတို့ twist လောက်တာပဲဖြစ်ဒါအကုန်လုံးကို twist လောက်တယ်လို့ခေါ်တယ်လိန်ဒီပေါ့နော်အဲ့တော့ she twisted the spaghetti around her fork သူရဲ့ခင်းရင်းနဲ့ပတ်ချာလက် spaghetti ကို twisted လှဲလိုက်တယ် ဘယ်လိုပြောမလဲရစ်ပတ်လိုက်တယ်ဗောနော်အဲ့ဒါမှစပါဂက်တီကသူပြပြကြည့်ဆိုတော့အဲ့လိုရစ်ပတ်ပြီးအစားမှသူခေါက်သွဲဘက်ကစားလို့ရတာโอเค unless unless ဆိုတာက conjunction ဖြစ်တယ် unless ဆိုတာ if not နဲ့အတူတူပဲ unless means if not ပါတဲ့ or except one အဲ့တော့ if ဒီအောက်က example မှာကြီးလိုက်မယ်ဆိုရင် unless you clean your room မင်းရဲ့အခန်းကိုမင်းမရှင်းဘူးဆိုရင် you cannot play with your friends မင်းတငယ်ရင်းနေနဲ့တော့ဆောလို့မရဘူး ဲ့ဒီနေရာမှာကျွန်တော်တို့က if not ဆိုပြီးတော့ပြောပြီးတော့တုံးလို့ရတယ်အဲ့တော့ if you are not clean your room if you are not clean your room uh sorry if you don't clean your room you cannot play with your friends mean အခန်းကိုမင်းမရှင်းဘူးဆိုရင်မင်းတငယ်ချင်းတွေနဲ့တွားဆော်လို့မရဘူးအဲ့တော့ if not ပဲတုံးတုံး unless ပဲတုံးတုံးကြားလို့တော့ဒါပေမဲ့ if not တုံးရင်တော့ဒီမှာ don't ဆိုတာပါလာမယ်ပေါ့နော် do not if you do not clean your room you cannot play with your friends ဆိုဒီမျိုးပြောမယ်တကယ်လို့ do not ထည့်ပြောဘူးဆိုရင် unless နဲ့ပြောလိုက်လို့ရတယ်အဲ့တော့ unless ကိုတုံးပြီးပြောတာကပို့ပြီးတော့တိုတယ်ပို့ပြီးတော့ကောင်းတယ်ပေါ့နော် weapon weapon a weapon is an object that can be used to hurt people လူတွေကိုထိခိုက်နိုင်ခြင်းအောင်လုပ်နိုင်တဲ့ object ကို weapon လို့ခေါ်တယ် ဲ့တော့ပြောချင်တာက weapon ဆိုတာလက်နက်တွေဒီခန်းနေ knife တွေဓာတ်တွေပဲမဟုတ်ဘူးလူတယောက်ကလူတယောက်ကိုထိခိုက်အောင်လုပ်ပြီးတော့ကင်တွယ်ပြီးတော့ထိခိုက်အောင်လုပ်လိုက်ရင်ပစ္စည်းအကုန်လုံး weapon လုံးခေါ်တယ်ဥပမာစစ်စာပေါ့ကကြီးရတာကကြီးဆိုလည်းကကြီးနဲ့လူတယောက်ထိုးလိုက်ရင်ဒါဒီတယောက်က weapon နဲ့လူတယောက်ကိုထိခိုက်အောင်လုပ်လိုက်တယ်လို့ခေါ်တယ်အဲ့တော့ပြီးမှသာဘာဆိုပြီးတော့ tap to describe လုပ်မှာပေါ့နော်လက်တလောကဒီလက်ထဲမှာ weapon ရှိတယ်ပေါ့အဲ့တော့တကယ်ဥမာရဲတိုင်နေပဲလား ရတိုင်းနဲ့ဒီလက်ထဲမှာကကြီးနဲ့လို့ပြောမယ်ဆိုတာဒီလက်ထဲမှာဝက်ပွန်နဲ့လို့ပြောမှာပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ဆိုတော့ကကြီးနဲ့လို့ပြောလို့ရတာပေါ့โอเคအဲဆိုရင်ဒီ vocabulary ကိုကျွန်တော်သိလောက်ပြီပေါ့နော်အဲဆိုရင်ကျွန်တော်တို့ပုံရင်းလေးကိုဖတ်ကြည့်လိုက်အောင်โอเคပုံရင်းလေးရအောင်ဆိုရင်ကတော့ the battle of thermopylae so This is a true story. It happened long ago in Greece. ဒီ Greece မှာဖြစ်ပွဲဟိုးရင်လုံးဝဖြစ်ခဲ့တဲ့ true story တခုဖြစ်ပါတယ် We must fight. The Spartan chief told his small army of brave men. အားလုံးတိုက်ခိုက်မှဖြစ်မယ်ဆိုပြီးတော့ Spartan ခေါင်းဆောင်ပေါ့နော် Spartan တို့ရဲ့ခေါင်းဆောင်ကအားတဲ့သူ့ရဲ့ရဲရင်တဲ့ဒီလူတွေပေါ့နော်စစ်သားတွေကိုသူပြောခဲ့တယ် they were at a great disadvantage. They were at a great disadvantage. Through a, သူတို့ကစစ်ချုံတော်မဲ့အနေထားကိုဟိုတော်တော်နီးစပ်နေတယ်တဲ့ There were only 300 of them. သူတို့မှာစစ်သားအယောက်300ပဲရှိတယ်။ The Persian military had hundreds of thousands of men. ဒီ Persian စစ်တပ်ကြီးမှာတော့လူပေါင်းရာနဲ့ထောင်နဲ့ချီပြီးတော့ရှိတယ်တဲ့ They were going to lose unless they could secure a small entrance. သူတို့ဒီတိုင်းစတိုက်နေမယ်ဆိုရင်တော့ရှုံးတော့မှာတဲ့သူတို့ဒီဝင်ပေါက်တသေးလေးပေါ့နော်ဝင်ပေါက်တသေးလေးတစ်ခုကိုသူတို့ရအောင်မလုံနိုင်ခဲ့ဘူးဆိုရင် they were going to lose သူတို့ရှုံးဖို့ရှုံးတော့မှာပေါ့နော် the enemy couldn't move through it easily ဘာလို့ဒီ entrance small entrance ကိုသူတို့ secure ဖြစ်အောင်လုပ်ဖို့လိုနေရလဲဆိုတော့အရေအတွက်အားဖြင့်သူတို့နှစ်ဖက်ကမမျှဘူးအဲ့လိုမမျှတဲ့အတွက် ဒီကျင်းမြောင်းတဲ့နေရာကိုရန်သူဝင်လာမယ်ဆိုရင်ဒီနေရာလေးနဲ့ဆက်တဲ့လူအင်အားလောက်ပဲဝင်လို့ရမှာမို့လို့ဒီလူတွေကရန်သူတွေကဘလောက်အင်အားကြီးကြီးအဲ့ဒီနေရာကိုလွယ်လွယ်ကူကူနဲ့ဖြတ်လာလို့မရဘူးပေါ့နော်မရတဲ့အတွက်ကြောင့်သူတို့အဲ့လိုမျိုးလုံမရမယ်တဲ့ they intended to stop the enemy here သူတို့ပလန်ပေါ့နော်သူတို့ပလန်ကဒီရန်သူတွေကိုအဲ့ဒီအပေါက်ကြီးကြီးလေးမှာပဲပိတ်ဆို့ထားပြီးတော့ဒီသူတို့ကို သူတို့တိုက်ခိုက်ဖို့ဝင်လာတဲ့အနေငယ်ကိုသူတို့တိုက်ခိုက်ပြင်မယ်ပေါ့သူတို့ ਨੇ အင်အားချင်းမျှတဲ့အရေးအတွက်ကိုပဲသူတို့အဲ့လိုတိုက်ခိုက်ရင်းနဲ့ပြပြပြအောင်လုပ်မယ်ပေါ့နော် The chief and his men got ready for the battle သူတို့ဒီ entrance ကိုသူတို့ရအောင်လုပ်ပြီးတဲ့လုံနိုင်သွားခဲ့တဲ့နောက်တဲ့ဒီသူ့ရဲ့ခေါင်းဆောင် Spartan ခေါင်းဆောင် ਨੇ ဒီသူ့ရဲ့စစ်သား300က ready ဖြစ်နေပြီတဲ့တိုက်ပွဲအတွက် Sun မကြမီမှာတဲ့ Long lines of the enemy's army twisted around the hills ဒီတောင်ကုန်းကိုပေါ့နော်ဒီရှေ့လျားတဲ့ဒီ enemy's army ဒီစစ်တပ်ကြီးက twisted သူတို့ကအကုန်လုံးဘယ်လိုပြောမလဲပတ်ပြီးတော့ဝိုင်းထားပြီးပြီပေါ့နော် The chief met the enemy with laughter ဒါပေမဲ့လေဒီသူတို့ရဲ့ Spartan ခေါင်းဆောင်ကဒီ enemy လူသူတွေဒီရန်သူတွေကိုပေါ့နော်အာရည်တမ်းဘယ်လိုပြောမလဲရီမောပြီးတော့သူက Matt တွေ့ဆုံလိုက်တယ်။ He knew that his man's weapons and skills were better. သူသိနေတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဒီလက်သူ့လူတွေမှာကြည့်တဲ့လက်နက်တွေပြီးတော့သူ့လူတွေရဲ့ဒီတူချင်း skill တွေကဒီရန်သူတွေထပ်ပို့ပြီးတော့တာလွန်နေဆိုတာကိုသူသိနေခဲ့တယ်တဲ့ The Spartans trusted their leader and obeyed him. အဲ့တော့သူစစ်သား300ကလည်းသူတို့ခေါင်းဆောင်ကိုယုံကြည်တယ်ပြီးတော့သူတို့ခေါင်းဆောင်ပြောသမျှကို obeyed နာခံကြတယ်တဲ့ First, the enemy soldiers shot arrows from their bows. ဒီပထမအုပ်ဆုံးတော့တဲ့ဒီရန်သူဆိုစစ်သားတွေကသူတို့ရဲ့လေးတွေနဲ့မြားတွေကိုပစ်လိုက်တယ်။ The chief told his men to lift their shields. ဒါနဲ့ခေါင်းဆောင်ကနေပြီးတော့စပါတန်ခေါင်းဆောင်ကနေပြီးတော့သူ့လူတွေကိုဒီရှီးတွေမြောက်ပြီးတော့ကာကာွယ်ယူဖို့ပေါ့နော်ပြောလိုက်တယ်။ The arrows stuck into the shields but did not hurt any of the men. ဘသူ့ကိုမှမထိခိုက်ဘူးတဲ့ဒီရှီးတွေမှာပဲမြားတွေကလာဆိုင်သွားပြီးတော့ဘသူ့ဘသူမှထိခိုက်မှုမရှိခဲ့ဘူး then the enemy soldiers attacked the spartans with long spears ပြီးလည်းပြီးရောတဲ့နီးကတ်တိုက်ပွဲဖြစ်တယ်ပေါ့နော်ဒီလှန်နေတဲ့ spartan တွေကို the enemy soldiers ဒီကျန်သူစစ်သားတွေကတိုက်ခိုက်တယ် the chief surprised them တ ाने chief ကနေပြီးတော့ခေါင်းဆောင်နေပြီးတော့သူတို့တွေကိုအဲဘယ်လိုပြောမလဲ ရုတ်တရက်ပေါ့နော်အန်အောတောင်းလုတ်လိုက်တယ် his troops rode locks down on the enemy ဒီတက်တုံးတွေကိုလက်အနမီတွေရဲ့အောက်ခြေကို road လှိမ့်ပြီးတော့လှိမ့်ခိုင်းလိုက်တယ်တဲ့သူရဲ့စစ်သား300 they fought for 3 days သူတို့3ရက်ကြာအောင်ပေါ့နော် fought တိုက်ခိုက်ခဲ့ကြရတယ် though they hardly slept at all သူတို့ဒီညဘက်တွေတောင်မှလုံးဝမအိပ်ရလောက်တဲ့အထိဖြစ်နေတော့လေတဲ့ the chief and his men remained steady သူရဲ့ဒီခေါင်းဆောင်နဲ့ဒီစစ်သား300က remained steady လုံးဝတည်တည်ငြိမ်ငြိမ်နဲ့ under control မှာရှိနေတော့မယ် but the enemy found a way to beat the spartans ဒါပေမဲ့ဒီရန်သူတွေကနောက်ဆုံးမှာတော့ spartan 300ကိုတိုက်ခိုက်ဖို့အတွက်နေလန်းအစ်တစ်ခုကိုရှာတွေ့ခဲ့တယ် the chief and all of his men were killed killed เนาะခေါင်းဆောင်ရောသူစစ်သား300အောင်အကုန်လုံးအသက်ခံခဲ့ရတယ် even though they lost သူတို့စစ်ရှုံးသွားပြီမယ်လေတဲ့ the battle of thermopylae is one of the most famous battles in history တမိုင်းမှာဒီ the battle of thermopylae ကကြော်ကြားဆုံးတမိုင်းဝင်တိုက်ပွဲတစ်ခုအဖြစ်နဲ့ဖြစ်နေခဲ့ပါတယ်တဲ့အဲ့တော့ပုံမြင်လေးကတော့ဒါပါပဲ ဒီထဲမှာကျွန်တော်အခုဒီမြင်တာထားတဲ့ forget တွေအကုန်လုံးကိုကျွန်တော်တို့ခုနကလေ့လာပြီးပြီကျွန်တော်လေ့လာထားတဲ့ forget တွေအကုန်လုံးကိုလည်းဒီပုံမြင်လေးထဲမှာဒီစာအုပ်ကရအောင်ထည့်သုံးပေးထားတယ်ပေါ့အဲ့တော့ဒီဟာကိုထပ်တလဲလေးဖတ်မယ်တရက်ကိုအလွန်ဆုံး10မိနစ်ပဲကျွန်တော်ဗီဒီယိုကိုလာကြည့်မယ်ကြည့်ပြီးတော့ဒီပုံမြင်လေးကို pause လုပ်ပြီးဖတ်ဖတ်ကျွန်တော်ဖတ်ပြတာကိုလည်းနားထောင်နားထောင်ဘလို့လို့တော့ မြဲတမ်းတစ်ပတ်လောက်တော့9ရက်လောက်တော့ထိတွေ့မယ်ဆိုရင်ဒီ vocabulary တွေကိုနားယူသွားမယ်ကောင်းဆုံးကတော့နှုတ်ကနေလိုက်ပြီးတော့လိုက်ဖတ်တာကောင်းဆုံးပဲအဲဒါဆိုကိုယ်ပါဇက်ကဒီ vocab တွေကိုရင်းနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးပတ်သက်တဲ့အကြောင်းအရာပြောရမယ်ဆိုရင်ကိုယ်နှုတ်ကနေဒီ vocab တွေကိုလွယ်လွယ်ကူကူအသုံးချမိလိမ့်မယ်ကျွန်တော်တို့ကဒီမှာ vocab ဒီ20ဝယ် focus လောက်တာမဟုတ်ဘဲနဲ့တခြား vocab တွေလည်းဒီထဲမှာအများကြီးပဲကျွန်တော်တို့ဖတ်နေရင်လည်းပါလာတယ်ဒီဟာတွေကိုလည်းကိုယ်က used to ဖြစ်လာပြီးတော့ ကိုကတဖြည်းဖြည်းနဲ့ဒီလိုပုံမြင်လေးတွေဖတ်ရင်လည်း focus တွေထိုးတက်လာပြီးကိုရဲ့ဒီ speaking english မှာလည်းပို့ပြီးတော့အပုတ်ကောင်းကောင်းနေထုံနိုင်လာမယ်လို့ထုံနိုင်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်အရာမှလွယ်လွယ်ကူကူဟိုရားဖို့ပဲမစဉ်းစားပင်နဲ့လွယ်လွယ်ကူကူရတာလေအကုန်လုံးကခိတခဏတာပဲပေါ့နော်ဒါကတော့လောကကြီးမှာလည်းဒီတိုင်းပဲအဲ့တော့ကိုကနည်းနည်းတော့ကြိုးစားအားထုတ်မှုလေးနည်းနည်းလုပ်ရမယ်နီးမှန်လမ်းမှန်ဒီလိုမျိုးနဲ့လုပ်မယ်ဆိုရင်ကိုက အရန်ခက်ခဲမကြိုးစားရပဲねခဏအချိန်ခဏအတွင်းမှာပို့ပြီးတော့တိုးတက်လာမှာမျိုးအဲကိုကိုကိုခံစားရမယ်ကြုံရမယ်ပေါ့เนาะโอเคအဲ့ဆိုရင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲကျွန်တော်ဒီနေ့ချင်းပြော်ရဲ့ဒီပြပြပေးွားတဲ့ပုံမြင်လေးအားမိတ်ဆွေတို့အတွက်အကျိုးတစုံတရာဖြစ်ထွန်းတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like လေးတွေပေးခဲ့ပါအောင်ပြီးရင် channel ကို subscribe လုပ်ရသေးတဲ့လူတွေကလည်း subscribe လေးတွေလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်